ဆန်ကတော့ပြီးခဲ့တဲ့တစ်ပတ်မှာဒါနျူကာဆယ်ကိုအနိုင်ရခဲ့ပြီးတော့သူ့ရဲ့နိုင်ပွဲမရမှုပါလို့ရက်တန့်သွားနိုင်ခဲ့တာတွေ့ရတယ်။တန်ကြည့်လိုက်တဲ့ခါကျတော့ဒါဗန်လေးကအိမ်ငွေ့ပဲကစားတယ်။အိမ်ငွေ့တော့ fortress ပဲသူ့ရဲ့ can the can တက်ပဲသူလုံးတကယ်တော့ကျောင်းဆုံးရပြီအမဟိုးတို့နိုင်ပွဲကလေအတင်းကောင်းတဲ့ပြင်းကိုနိုင်သွားတဲ့အချိန်ရဲ့တွေ့ဟောတော်အကောင်းဆုံးတက်တက်လို့ကြည့်မှုလေလေလေတက်လာ ုဆွေးနွေးမဲ့ပွဲစဉ်တစ်ပွဲကတော့ကျွန်တော်တို့ဝက်ဆန်နဲ့ဘန်လီအသင်းရဲ့ပွဲစဉ်ပေါ့နော်ဒါဝက်ဆန်ကတော့ပြီးခဲ့တဲ့တစ်ပတ်မှတော့နျူကာဆယ်ကိုအနိုင်ရခဲ့ပြီးတော့သူ့ရဲ့နိုင်ပွဲမရမှုပါလို့တော့ရက်တန့်သွားနိုင်ကြတာတွေ့ရနောက်တစ်ချက်နေတဲ့ဝက်ဆန်ကတော့ဆန်တို့ပြန်ပြောဆန်တို့တော်တော်ပြောပြောရလဲပြောတဲ့နေဘာကြောင့်ပြောတဲ့နေဆိုတော့ဒါအော့ဂတ်စ်လာတော့ဝက်ဆန်ကပထမဆုံးနိုင်သုံးမှတ်ရခဲ့အနေထားသလိုဆန်တို့ပြောပြီးပေါ့လीနော်ပြီးတော့နောက်တစ်ချက်ကဒါအခုကတော့ဘန်လီနဲ့ပေါ့နော်ဘန်လီကတော့ဒါအာဆင်နယ်ကိုဒါရှုံးခဲ့တယ်နောက်ဆုံးပွဲစဉ်မှာဆိုအာဆင်နယ်ကိုရှုံးခဲ့တယ်ဆိုတော့အစင်လာမှာလဲဒါဘန်လီကဝက်ဆန်ကိုနောက်ဆုံး6ပြင်းလုံး နိုင်ပွဲမရခဲ့ဘူးအဲ့ဒါကိုတွေ့ရတယ်နောက်တစ်ချက်ကဝက်ဆန်အတွက်ကလည်းဒါပေဖွားကြီးနောက်ပိုင်းကိုပြန်ကြည့်လိုက်ရင်လိပွဲဆက်နိုင်ပွဲကြာလာမျိုးတော့မတွေ့ခဲ့ရဘူးပေဖွားကြီးဒီနောက်ပိုင်းကိုပြန်ကြည့်လိုက်ရင်ဝက်ဆန်ကလိပွဲဆက်နိုင်ပွဲကြာလာကိုမတွေ့ခဲ့ရပေမဲ့လည်းလက်ရှိခြေစုံပိုင်းမှာတော့ဝက်ဆန်ကဒါဟိုတန်းစင်းစုံကနေလုံးဝတက်လာနိုင်မဲ့ခြေစုံပုံစံလေးကိုတော့မြင်မြင်မြင်တွေ့လာရတဲ့အနေအထားရှိသေးတော့ဒီပွဲစဉ်ကတော့ဒါကြည့်နေကြတော့ဟိုအရှောက်ဈေးကွက်အနေနဲ့ကလည်းဒါတေရှုံး ထိဖွင့်ထားတယ်ဝက်ဆန်ကြေးအောင်နိုင်ကြီးရတယ်53တက်တမ300ခန်းလောက်ရှိနေတာကိုတွက်ချက်မိတယ်တော်ကြောင့်ကျွန်တော်ကဒီပွဲတင်လို့ဝက်ဆန်ကိုတော့ကြိုက်ပြီးတယ်ဆရာတို့ရဲ့အမြင်ကြီးတစ်ချက်ပြောပြလို့ဟုတ်ကဲ့တဲ့အဖက်အကြောင်းပြပြောမယ်ဆိုဒါဆရာရဲ့ချီးကျူးအောင်ပဲဘာလို့လဲဆိုတော့ယူကန်စတလောက်ကြီးပြင်းနေအောင်ဆရာရဲ့တကယ်အချက်လက်တွေနဲ့တေချာလေးတွေနော်ဝက်ဆန်ဝက်ဆန်ရေးချေလိုက်တယ်ကျွန်တော်စိတ်ထင်နော်ဝက်ဆန်အတေးလုံးကန်နိုင်မှမလားဒါလုံးချေးပြင်းတာညူကဆယ်ရလေဝါပေါင်း20လောက်တိလို့ဟို30လောက်တိဖြစ်ပြီးရောနော်ရှုံးသွားသူဥဆောင်ကိုသွင်းပြီးရောသူရှုံးသွားတယ် ဝဆန်းကအသင်းလိုက်ကစားဟန်လေးတွေတော်တော်ကောင်းသွားတယ်စူဆက်တို့ဘောဆိုရင်ပုံမှန်ခြေစွမ်းပြန်ရလာအဓိကလီးပြောင်ကောင်းတောင်းတယောက်နေနဲ့ဆိုရင်အသင်းသားတွေရဲ့အကောင်းဆုံးပုံစံပေါ်ထုတ်ပေးနိုင်ဖို့ဒါစူးစမ်းတာကလီးပြောင်ကောင်းပဲအဲ့အသင်းသားတွေရဲ့အကောင်းဆုံးပုံစံကိုဟိုမထုတ်ပေါ်မထုတ်နိုင်ဘူးဆိုရင်ဒါကအသင်းတွေကရလာကောင်းဖို့ကမလွယ်ဘူးဆိုတော့သူဒီအောင်ပေါ်ထုတ်ပြီးတော့သူတို့ရဲ့ပထမအဦးဆုံးပရီးမီးယားလိနိုင်ပွဲပေါ့နော်ဒီရာဒီကိုပြီးတော့ ။ဟာဘာပဲပြောပြောဝက်ဆန်အိမ်ခွင်းမှာလည်းနိုင်ဝင်မရတာတော်တော်များနေ။ဟုတ်။ဆိုတော့ဒီယူကာဆယ်လိုအတင်းမျိုးတော့မှအိမ်ခွင်းမှာနိုင်နေဆိုတော့ကအချစ်ကျူးစရာကောင်း။ဒီယူကာဆယ်ကခံစစ်တော်တော်ကောင်းတာဗျ။ဘာပဲပြောပြော तू အဝေးခွင်းတောင်းတာလိုက်ကစား။ On the road ဘိုင်းမှာ तू ညံ့နေရဆိုပေမဲ့အဲ့ဒီယူကာဆယ်ခံစစ်ဘိုင်းကတော်တော်ဒါတော့ तू နောက်ကလိုက်ကစား။ตบันเลียวเปลี่ยนจี้ไล่ได้ขาจ้องตอนบันเลียวเองกล้วยไปกระซ้อนเองกล้วยตัวโฟร์ทรัสเว้ยตัวแคนแคนแดบเว้ยตัวลงอวยกล้วยจ้ะตัวอ่ะคันซึกกูอ้าแน่บ่ ကစားကစားပုံလေးတွေရော့ရဲပြီးတော့အားနေတော့တယ်ဂိုးတွေပေးနေရတယ်ဟိုဘန်လေးရဲ့ဝေးကွင်းပိုင်းတွေကိုပြန်ကြည့်မယ်ဆိုရင်ဆိုတော့အဲ့လိုမျိုးအနေတော့မှာကျွန်တော်ကဝက်ဆန်းကဖိဖိစီစီနဲ့ဒီတန်းစင်းစုံကနေပြီးတော့သူ ခဝေးအောင်ပြေးထွက်ဖို့တော့ကိုဒီဒီလိုပွဲမျိုးအောင်ချောက်မတန်ပွဲမျိုးနေနေတက်ဖတ်ပြီးတိုက်လာမယ်ဆိုတော့ဟုတ်တယ်လက်ရှိကျွန်တော်တို့ဒီဒန်လေးနဲ့ဝတ်သန်းပါတားပါတုံးမက်กว่าဟာဒီပွဲပြင်းတဲ့လုံးကတော့ပွဲတက်တယ်လို့ပဲပြောမှာပါလို့ဆိုတော့အလိမ်ပြင်းတယ်သူကဟုတ်တယ်ဝတ်သန်းကပို့ပြီးတော့ဖတ်ခဲဖတ်ခဲ့ပြီးခဲ့အတင်းနေနဲ့ထိုက်တိုက်တွေ့ရမှာဝတ်သန်းကဒီပွဲပြင်းအကြီးပါလက်ရှိကျွန်တော်ဘန်လေးကိုပြန်ကြည့်ပြန်တော့လေဘန်လေးရဲ့ဒီရဒီပြင်းရလေးအိမ်အဝေးဝင်းငါးပွဲမှာပြင်းငါးခုလောက်ဒီပေးတာတော့လည်းနေသုံးသုံးပြင်းနေရတယ်ခံစား ဒီတစ်ဖက်ကဝဆန်းကြတယ်တော့ခက်စ်ကောင်းလားဆိုတော့အဲ့တော့ဒီတော့မကောင်းဘူးဒီကဒီသူ့ရဲ့အိမ်ဝင်း၅ဘွက်လောက်အပြည့်ပြည့်နေတယ်တတ်တော့၉လောက်ကြီးပေးတာဒါပေမဲ့လူလူခက်တော့ကဘာမှအုံးလုံးလက်နိုင်ဝဲရပါဘူးအတင်းတပင်းကတော့သင်ဟာအတင်းတပင်းကတော့ရောက်ဆုံးပြီးတော့ဘာမှအုံးလုံးနိုင်ဝဲကလည်းအတင်းကောင်းတပင်းကိုနိုင်ဝါးတဲ့အချိန်နဲ့တွေ့အတော့အကောင်းဆုံးတက်တက်လုံးကြည့်မှုလည်းလည်းတက်လာတယ်နော်။အပြီးတော့ဒီလိုပွဲမျိုးမှာမလေးကဆယ်နိုင်ပြီးတော့ဖန်လေးပြင်ပြန်ကြပြီးတမက်ရမယ်ဆိုတဲ့ပုံစံမျိုးတော့မသွေးစေချင်တော့။အဲဒါလက်ရှိပါတယ်ဒုမ ကွာခနေတယ်ပေါ့နော်ဒါတိုင်နေနေစင်လို့ဒီပွဲကရမပြစ်သုံးမရခဲ့လို့ဒီဝက်သက်ကပါထိတာလည်းပွဲစဉ်တွေမှာလေပုံပြီးရုံကြီးချက်စီသွားမယ်လို့ထင်တယ်ဟိုပြောတော့လူလူစမ်းလို့လည်းသူစောက်ကြိုင်ရတဲ့အသေးနေမှာဆိုရင်ဒီပွဲကတော့ပထမဦးဆုံးနိုင်ပွဲရောက်တဲ့စတန်ဒါဆိုဝက်ခန်းထဲမှာပိုင်ဆိုင်နေပြီးတော့ငါးပွဲမြောက်မှာတော့ဒီနိုင်ပွဲပြန်ရသွားတယ်ဒါကသူ့ရဲ့ကောင်းပြီးရင်ကောင်းတဲ့အချက်ပြန်ဖြစ်သွားတယ်လို့အသေးကိုသူဘယ်လိုအထိုင်ရှာမယ်ဆိုတာအကောင်းဆုံးဖြစ်သွားမယ်လို့ထင်တယ်ဝက်ခန်းတော့ပြည့်ပြည့်တော့တော့နိုင်သွားမယ်လို့ဟုတ်ဘာဖြစ်လို့သူက နော်ဆန်တော့ကန်စစ်ပိုင်းကိုလည်းဟောင်းဟောင်းမုံလုံးလာတော့တော်တော်များများလေးနော်ဆန်လေးကဆယ်တောင်တပူပဲပြီးခဲ့ရတဲ့ပုံစံမျိုးသူအရင်သူတိုးနေရပါတော့နော်ဒါလေးကဆယ်လည်းမတွေ့ရသေးဘူးတိုးနေရနေတာမျိုးဒီကိစ္စကသူအကောင်းဆုံးပြန်လဲပြီးတော့ပါနော်ဟောင်းဟောင်းတော့လူကဆယ်လည်းဖွဲပါသူဘက်ဆနရီရသေးတဲ့နေထားမှာဗီရာပြန်ကြည့်တဲ့ဒါကြီးကစိတ်ကြောင်းပါအဲ့ကျွန်တော်တို့ဝက်ဆန်နဲ့ဒီအခုဗန်လီပွဲစဉ်ကတော့ကျွန်တော်တို့အဖက်ဖက်ကခုနသုံးသက်တူလို့အတိုင်းပဲဒါဝက်ဆန်ကပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီ ဒါနေပြန်ကြည့်ပြီးအဲ့ဒီဖေဖော်ဝါရီနောက်ပိုင်းကစားခဲ့တဲ့ပွဲစဉ်တွေကိုပြန်ကြည့်တဲ့အခါလိပွဲစက်နိုင်ပွဲမရသေးတဲ့ဆန်ချိန်ရှိတယ်။အဲ့ဆန်ချိန်ကိုလည်းဒီမှာရပ်တန့်ပြီးတော့အာဆင်နယ်နဲ့နိုင်ပြီးတော့ဘန်လီကိုလည်းတက်လက်နိုင်မယ်လို့ယုံကြည်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဝက်ဆန်ကိုပဲရွေးချယ်လိုက်ပါတယ်။